ဖရက်တက်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကြွဆွနာရပါရှင်ကျမတို့ channel ကနေနေဆင်ပြတဲ့ပြပောင်းတဲ့များကြော်လေးတဲ့များနဲ့နောက်ဆုံးရတဲ့များကိုအချိန်နဲ့တပြေးညီစာတက်တက်ဆက်ပေးတော့မှာဖြစ်ပါရှင်ရှ िख ပရမောစွာစာတက်တက်ဆက်ပေးမယ့်တဲ့ကြောင့်လည်းကတော့မြောင်မြွတ်တွေတိုက်ပွဲဖြစ်ပါခဲ့ပြီးနောက်စစ်တကစက်တလီတီလှည့်နေခြင်းများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုပြည်သူ့ဦးသေးဆုံးခဲ့ပြီးနေရများပြားမီးတော်ပျက်စီးခဲ့တဲ့ဆိုတဲ့တဲ့တွေဖြစ်ပါရှင် စကိုင်းတိုင်းမြန်မြွနယ်တွင်တပ်ပွဲဖြစ်ပွားခဲ့ပြီးနောက်အကြံပေးစကောင်းစစ်တကဆက်တဲ့နေသည်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုကြောင့်အမျိုးသားနှုတ်တည်ဆုံးခဲ့ပြီးနေအိမ်လေးလုံးပြီးတော့ပြင်ဆင်ခဲ့ကြောင်း CDSOM ဘူစင်ကျန်စကြောင်းမှရဲဘော်စမကရန်ကုန်ခေတ်တည်င်းဌာနထံပြောဆိုထားဖြစ်ပါရယ်ရှမန်နီမတ်စတာစကွဲနေနယ်စတနိုင်ခွဲကန်ကမြောင်မြွနယ်မှာရှိတဲ့အကြံပေးစစ်တက မြိုင်မြို့သို့ထွက်ခွာလာတဲ့ဖြင့်ပြည်သူကားကွင်းရဲ့တပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ရတဲ့စစ်သားများအထိနာပြီးရဲစခန်းတွင်တို့ပြန်လည်ဆုတ်ပြေးသွားခဲ့ကြောင်းထို့ကြောင့်ပြည်သူကားကွင်းရဲ့တပ်ဖွဲ့များကလိုင်းနဲ့တိုက်ခိုက်ခဲ့ရတဲ့အပြန်အလှန်ပြစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရပါသည်တပ်ပွဲကကင်ပုံထွက်နေတယ်ဆိုလို့တွားပြင်းနဲ့သူတို့နဲ့ထိတ်တိုက်တွေ့ပြီးဖြစ်တာသူတို့ကစခန်းထဲထိဝင်ပြေးသွားလို့စခန်းထဲထိလိုက်ပြင်းနေတာအဲ့ဒီချိန်မှာစခန်းသိမ်းမဲ့မဲ့ပြီးတော့ စက်တက်လီထီရောအင်အားလိုရောလာချနေရသေဆုံးမတော့မတင်ရသေးပါဘူးထိခိုက်ရတော့ရှိပါတယ်ဟို CDM SOM ဘောစင်ကျန်စကြောင်းမှာရဲဘော်စမာကရန်ကုန်ခေတ္တတရင်ဌာနထပ်ပြုစုချဖြစ်ပါတယ်အဆိုပါတိုက်ခတ်မှုကတော့ CDSOM ဘောစင်ကျန်စကြောင်း MRS စာဖို့တပွဲဟီးရိုးပြောက်ချက်တပွဲမြောင်မြို့တိုင်တဲ့ပကဖတိုင်ရတဲ့တကွယ်တော့ MS Brother TGR တပွင့်နဲ့မဟာမိတ်တပွင့်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဗီဒီယိုကာကွယ်ရေးတပွင့်များအထူးကဲမရှိပြန်လဲဆက်ခွန်နိုင်ခဲ့ကြောင်းသိရှိရပါသည် သူတို့တက်ခတ်ခံပေးရနော်ညနေ3နာရီခွဲခန့်တွင်မုံရမြို့အခြေဆိုင်ခမရတက်မှတက်လာတဲ့ဇက်တလေးချင်းဖြင့်မြောင်မြို့တောင်ရအတွင်တို့ဘုံချက်တက်ခတ်ခံရတွင်ပြည်သူနေအိမ်တလုံးမီတော့ပြစ်စီခင်ကြောင်းသူပြင်ည7နာရီခွဲခန့်တွင်ထမင်းပြီးတော့ဇက်တလေးချင်းဖြင့်ဘုံချက်တက်ခတ်ခံရတွင် နေအိမ်တလုံးထမင်းမီတော့ပြစ်စီခဲ့ပြီးပြည်သူအများပြည်သူအမျိုးသမီးတို့ဦးကောင်းချစ်စပ်ထင်မှတ်တဲ့ရရှိခဲ့ကြောင်းသိရှိရပါတယ်အလားတူယမန်နေမဆ20ရက်နေ့နဲ့ 9နိုင်အချိန်မှာစပြီးတော့မြောင်းမြို့မှာရစကန်အတွင်းထိုင်ချထားတဲ့စစ်ကောင်စီတပ်ကလည်းအနီးအနားကျွော်များကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရတွင်ပြီးတော့အမျိုးသားနှုတ်ဦးတိဆုတ်ခဲ့ပြီးအမျိုးသမီးတို့ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထွတ်ထွတ်ထိုက်တိုက်ခိုက်ဒဏ်ရာမှုများကြောင်းမြောင်းမြို့ပေါ်နဲ့အနီးအနားပေါင်းကြီးကျွော်များမှာပြည်သူများမှာဘေးလွတ်ရာထွက်ပြေးသေဆုံးနေရကြောင်းသိရှိရပါတယ်မနေ့ကညနေ3:00ခွဲလောက်ကနာမခကနေတက်လာတဲ့စက်တနေ့ထီနဲ့ဘုံကျချခဲ့တာ နေတလုံးမီးလောင်ပါတယ်ညစနေကျော်လောက်ရောက်တော့တအိမ်လုံးလာချေချသွားပါတယ်အဲဒီမှာကနေအင်တလုံးမီးလောင်သွားပါတယ်အမျိုးသမီးသူလည်းဥကောင်ထိတွားခဲ့ပါတယ်တိုင်းရလည်းပြင်းထန်ပါတယ်မနေ့9နိုင်ခွဲ6နိုင်လောက်ကစပြီးမြောင်စခန်းထဲကနေလဲနေကြီးနဲ့ပြည်တော်ရင်းအမျိုးသားနှုတ်သေးသေးအမျိုးသမီးဦးထန်ရထားတာရင်းအခုလည်းပြည်နေတော့မှာပဲပြည်သူတွေအနေနဲ့တော့စကားစနဲ့ဝေးရမှာနေထိုင်ပေးချဖို့မြစ်တာရခန့်ချင်ပါတယ်ဟုတ် CDS ဆိုရင်ဘူစင်ကြစကြမှာရေပါစမာကပြောဆိုထားဖြစ်ပါတယ် ရခိုခအကြံပေးစကားစတကားမျိုးမျိုးဝေပေါများဖြစ်တဲ့မြောင်းလန်းခွဲအထိုင်စခန်းမှာအင်အား150ခန့်ဖြင့်မြောင်းမျိုးပေါ်တို့ဝင်ရောက်နေပြီးခြေရောရခြေရောအနေနဲ့စစ်တပ်စစ်ကြောင်းတစ်ခုတပ်ဆွဲထားကြောင်းသိရှိရပါတယ်။ ဆက်လိုက်ပြီးတော့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်းသုံးရက်တစ်စကုံတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ဆက်တွဲအနေနဲ့အမြန်လမ်းမှာရဲမှုကြီးနဲ့နယ်မြေခန့်စစ်တီတာမှုတို့ကိုစစ်ကောင်စီကတရိပ်ပေးချိန်မောင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်းသုံးရက်တစ်စကုံပေါ်တွင်တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ဆက်တွဲအနေနဲ့အမြန်လမ်းရဲမှုကြီးနဲ့နယ်မြေခန့်စစ်တီတာမှုတို့ကိုလုံခြုံရေးပေါ်ရော့မှုဖြင့်စစ်ကောင်စီကတရိပ်ပေးချိန်မောင်းနေကြောင်းနေ့ပြောအမြန်လမ်းရဲ့တပ်ဖွဲ့သတင်းမြစ်ကရန်ကုန်ကိတ်တဲ့သတင်းဌာနထပ်ပြောဆိုထားဖြစ်ပါရှင်။ မဆနာစကွဲနဲ့နဲ့နဲ့စက်တနိုင်းဝန်းကျင်အချိန်တွင်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်319တွင်အကြံပေးစကောင်းစစ်တပ်သားများကရဲကားတစီအိစိကနစီဖြင့်ကင်ပန်ရထွက်ခွာလာစဉ်နထိုးကြီးပြည်ရနှင့်တော်လရင်မဟာမိတ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်မှုပြုပွားခဲ့ပြီးရဲတပ်ခွင့်အကြံမှအကြံပေးစကောင်းစစ်တပ်သား၅ဦးသေဆုံးခဲ့ကတော်လရင်ရှယ်ပေါ်များအထူးခံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် အဆိုပါတိုက်ခိုက်မှုကြောင့်ရန်ကုန်မင်းသားအမြန်လန်းတွင်တနအင်းနေ့ပါရရလန်းပိတ်ဆို့မှုလိုက်ရပြီးကားများရပ်တန့်ခဲ့ရကြောင်းအဆိုပါဖြစ်စဉ်တွေကြောင့်စစ်တပ်ကလာရောက်ပြီးတော့မိုင်းတိုင်အမှတ်319ကိုပတ်ဝန်းကျင်ကိုနယ်မြေတို့ရှင်နေမှုများကဲပုတ်မှုများလုံဆောင်နေကြောင်းသိရှိရပါတယ်။အမြန်လန်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှုတွေကြောင့်တပ်ဆိုင်ရာအမြန်လန်းရဲမှုကြီးနဲ့နယ်မြေခန်းစစ်တေတမှုလို့သတိပေးခြင်းမောက်ခံရပါတယ်။ငကိုကလေးကလှုပ်ချော်ရင်တင်းကျပ်ထားဖို့ညွှန်ကြားထားတဲ့ကြားထဲကနေအခုလိုသတိပေးခံရတာဖြစ်ပါတယ်။ အခုတော့ပြင်စီရဲ့ case scan နဲ့ပတ်ဝန်းကျင်မှာကင်ပိုရီချထားပါတယ်ဝင်နေပြီးတော့အမြန်လမ်းရတက်ဖွဲ့တရင်မြက်ကပြောဆိုထားဖြစ်ပါတယ်ရှမန်နေအမြန်လမ်းမှာတခန့်မှုကိုအမြင့်ချခံရတရင်လေးတရင်30နှစ်ထူကြီး PDF နဲ့မဟာမိတ်ဖြစ်တဲ့မြစ်သားမျိုးနဲ့ပကဖားတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတော့30မျိုးနဲ့မင်းလာမျိုးတို့ရင်စစ်တက ကိုရင်း တော်ပိတာအပောင်းဝင်လူငယ်ဆယ်ဦးကိုစစ်မှုထမ်းခါရပေါ်လာဆွဲဖမ်းဆီးသွားခဲ့တဲ့ဆိုတဲ့တရင်ဝတ်တက်ဆက်ပြီးမှဖြစ်ပါလားရှင်။ဘူဂိုရိုင်း30မြို့နယ်မင်းလာမြို့တွင်အကြံဖက်စစ်တပ်ကကိုရင်တော်ပိတာအပောင်းဝင်လူငယ်18ဦးကိုစစ်မှုထမ်းခါရပေါ်လာဆွဲဖမ်းဆီးခဲ့ကြောင်းဒေတာပြည်သူများကရှင်းကောင်းဖြစ်တဲ့တရင်ဌာနထပ်ပြဆိုထားဖြစ်ပါရယ်။ဂျမန်နီမတ်လ19ရက်နေ့နည်းစဉ်တိုင်း30မိနစ်ခန့်တွင်တာယာဝတီမြို့နယ်30မြို့ဆန်ရွေတန်းရက်ွယ်ဆန်ရွေတန်းလမ်းဘော်လုံးကွင်းကြောက်တိုင်းမှာအသက်18နှစ်အရွယ်ရှိနေတဲ့ ကိုရင်တော်ပိတခေါ်တဲ့မောင်တပ်ပိုင်ရဲကိုအကြံပေးစကောက်စစ်တပ်သားများကပေါ်ရဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကိုရင်တော်ပိတခေါ်တဲ့မောင်တပ်ပိုင်ရဲဟာဘုံကျွတ်ဝတ်ထားဒီမှာနလခန့်တာရှိတပြီးဘောလုံးကွင်းကြောက်တဲ့အနေစတာများနဲ့ပြူစောထင်းများကကားဖြစ်ပေါ်ရဆွဲဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကိုရင်တော်ပိတကဖုန်ကြီးဝတ်နဲ့ပါသွားတာမနဲ့ကပြူစောတီရဲ့စစ်ခွေတွေကကားနဲ့ပေါ်လာဆွဲသွားတာကိုမြင်လိုက်ရတဲ့သူရှိပါတယ် သူကကိုရင်ဝတ်တန်းနဲ့လောက်လောက်ပဲရှိပါသေးတယ်ဟိုဒေတာပြီသူတို့ကပြောဆိုထားဖြစ်ပါတယ်အလားတူပကောတိုင်းမင်းလာမျိုးအမတ်6ရက်ကွယ်မှာလူငယ်ကုန်းဦးကိုလည်းအကြံပေးစကားစစ်တတာများကပေါ်ရဆွဲဖန်းစစ်တော်ခဲ့ကြတော့ဒေတာပြီသူများကရှင်းလုံးခဲ့တဲ့တင်းတင်းထားနာထပ်ပြောဆိုထားဖြစ်ပါတယ်မဆလာ18ရက်နေ့တွင်မင်းလာမျိုးအမတ်6ရက်ကွယ်တွင် မေစားတောက်ဆိုင်ကလေးစကောက်စစ်တပ်သားများအရက်လာတောက်စင်းရဲ့အရက်မပီးသည်ပြဿနာနဲ့ဆက်နွယ်ရေးစပွဲထိုး6ဦးကိုပေါ်တော်ဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသူတို့ပေါ်တော်ဆွဲဖမ်းဆီးသွားပြီးနောက်ဆန်းရှင်ကငွေကြက်သိမ်းတဲ့အဖြစ်ပြန်လဲရွေးထုတ်ခဲ့ကြောင်းသိရှိရပါသည်သူပြင်အမတ်6ရက်ကွယ်ရေးအုပ်ချုပ်ရေးမှူးဘုံတိုရဲ့သူတို့ဆက်တူဟိန်တူညီအကိုနှစ်ဦးကိုလည်းအကြံပေးစကောက်စစ်တပ်သားများကတန်တဲ့ပစ္စည်းအဟောင်းအဝယ်တိုင်း ဖွင့်ခင့်ပေးထားတဲ့အခွန်ဆောင်ထားတဲ့ပြည်စာမပြနိုင်မှုနဲ့ပေါ်ရဆက်ဖန်ဆင်းသွားပြီးငွေကျပ်350ဖြစ်ပြန်လဲရွေးထုတ်ခဲ့ရကြောင်းသိရှိရပါတယ်။မင်းလာမျိုးအမတ်600ကျော်တွင်မြောက်ဖက်မျိုးတိလေးလက်တွင်နေထိုင်ခဲ့တူတူကလည်းရှားပင်ကိုရွာဖက်ကိုပဲစပါးကိစ္စဖြင့်တွားရောက်ပြီးပြန်လာစဉ်ကောက်ကွေတန်ရွာထဲအရောက်မှာအကြံပေးစကားစစ်တတာများကပေါ်ရဆက်ဖန်ဆင်းခဲ့ကြောင်းသူပြင်းမကွေလထွေအုပ်ရုပ်ရှိကိုလည်းအကြံပေးစကားစစ်တတာများကည7နာရီကနေ နက်နက်၃နိုင်အထိဖြတ်တန်းသွားလာခွင့်မပြုရန်စာကတ်တရိပ်ပေးထားကြောင်းသိရှိရပါသည်။အကြောင်းရဲ့တက်ဆက်ပြမှုကိုကျွန်မလည်းခေတ္တနာကိုပြပါရှေ့နောက်ထပ်ပြည်တွင်ပြပါပရိများကျောင်းရင်တရိပ်များနဲ့နောက်ဆိုရတရိပ်များနဲ့အတူပြန်လာပါမယ်။ပရိတ်များလုံးမဲ့ရှင်ရှင်ရှင်ပြချပါစေရှင်။